ဒီမွေးနေ့မှာဖယားတော့ကြောင်တပါဒီမွေးနေ့မှာလာဆောင်မဲမဲညနာလို့ချနာရကောဝဲပြီးမင်းရမွေးနေ့မှာစတောင်းစကားလေးပြန်လွှင့်နေရတဲ့ဆရာဖိုင်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် အမတ်ချီရနီအစီအစဉ်အားနဲ့ဒီကနေ့မတ်လ16ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူစစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့ထုံထွင်းတင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။ တရားနေ့အစီအစဉ်အားနေပြမောင်ဆုံးဆူတောင်းပေးရမယ့်မွန်နေ့ရှင်ကတော့ပသိမ်ကြီးမြို့ရွှေစာရံမှနေတဲ့ကိုနိုင်ဝင်းဆိုရဲ့ဒီနေ့မှပြင်းပြောက်တဲ့36နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။ကိုနိုင်ဝင်းဆိုရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ချစ်စနီးမြတ်စုကျော်၊တမီချူပြေစုံ၊တားဂုံရှိန်ထက်နိုင်တဲ့ တတဲဦးမြို့ချောင်းခွန့်ရွာကအမခန့်ခန့်ဝင်းနဲ့အမေဒေါ်စန်းအီတို့ကပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။မွေးနေ့ရှင်အတွက်မွေးနေ့ဆုမစကားလေးရတော့မောင်လေးတို့မိသားစုကျမ်းမပျော်ရွှင်ပြီးစီးပွားရေးတွေဒီထက်မကအဆင်ပြေပါစေဆိုပြီးမွေးနေ့ဆုမစကားလေးတောင်းဆုချွေပေးလာပါတယ်ရှင်။အမတ်ရနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံနဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ချစ်သူဆုံးကျွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ချစ်သူလိုက်ဒီနေ့ပါလေးလေချစ်သူရဲ့နှစ်ပတ်လည် စ်သူဆောင်တွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့မိတိလာမနေတဲ့ကိုမင်းမင်းပဲဖြစ်ပါရယ်။သူကတော့သက်ဆိုင်သူတွေ့တာဝင်းနဲ့ဒီနေ့မှပြေးမြောက်တဲ့နှစ်နှစ်နဲ့ဆယ်လပြည့်ချစ်သက်တန်အတွက်ကိုကိုယ်တိုင်မဲပါဝင်တောင်းဆိုထားပါရယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်တွေရတော့ထာဝရသစ္စာရှိရှိချက်သွားပါမယ်ဆိုပြီးစကားလက်ဆောင်တွေပေးပေးထားပါတယ်ရှင်။ဒီနေ့မှနှစ်ပတ်လည်ပြင်းပြောင်းကြတဲ့ချက်သူစုံတွဲတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့ နောက်နှစ်ပေါင်းများစွာထိချက်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျောင်းသားသမ ्या အခဲခဲအတားဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြည့်ရှင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းမိလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနာဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။အမတ်တရားနေ့အစီအစဉ်ကို နေ့စဉ်မနက်9နိုင်ဝင်းကျင်အချိန်တိုင်းမှာထုံးနဲ့တင်ဆက်ပေးနေရပါပဲဖြစ်ပါတယ်ရှင်။ဒဇင်ဖန်ပရိသတ်တွေအားလုံးက အမတ်တရားနေ့အစီအစဉ်မှာ ခွန်ရချစ်သူခင်သူတကယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ့7:00နာရီအတွင်းဖုန်းနှမ3933639169နဲ့3998963ညာ9599တို့မှာတုံးရကြိုတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။နာဆင်အားပေးခဲ့ကြတဲ့သစင်ဖန်ပရိသတ်များအားလုံးပဲတောင်းရပြောရှုံမွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။ 就不要冤枉。